မ်မွေးတိရစ္ဆာန်တင်ဆောင်နိုင်သည့်ဘတ်စကားလမ်းကြောင်းသည့်လူကြိုက်များလားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်ပြည်ကျန်းစုပြည်နယ်ဝူရှိမြို့မှာအိမ်မွေးတိရစ္ဆာန်များလက်ခံတဲ့နေရာတွေများပြလာပါတယ်။အခုဆိုရင်အိမ်မွေးတိရစ္ဆာန်များခေါ်လာနိုင်တဲ့ဘတ်ကားလမ်းကြောင်းရှိလာပြီးပိုင်းရှင်တွေနဲ့အတူရေကန်နဘေးဥယျာဉ်သို့သွားရောက်နိုင်ပါတယ်။ ာမန်အားဖြင့်အိမ်ွေးတရိတ်ဆန်တွေကိုအပြင်းခေါ်တဲ့အခါတီးတန့်ကားတွေသက်စီတွေလိုအပ်ပေမဲ့အခုဘတ်ကားလိုင်းတစ်ကားတို့အိမ်ွေးတရိတ်ဆန်ခွန်ဆောင်နိုင်တဲ့ပထမဆုံးအမျိုးအစားဖြစ်လာကအလျင်အမြန်ပဲနာမည်ရလာပါထိဒီဘတ်ကားလိုင်းဟာပါကင်နေရာရှာရတဲ့ပြဿနာဖြေရှင်းရုံသားမကချစ်ခင်ရတဲ့အိမ်ွေးတရိတ်ဆန်တွေနဲ့လဲတွာလာနိုင်တယ်လို့ခွေးပိုင်ရှင်ကူကြီးကပြောပါထိတ် အိမ်မွေးတိရစ္ဆာန်တွေပါလာရင်ပိုင်ရှင်တွေက အများသုံးပိုးဆောင်ရေးရှင်တွေ အသုံးပြုဖို့ခက်ခဲကြောင်းယခုအထူးဘတ်စကားကားထော့ပိုင်ရှင်တွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုအတူတူသွားနိုင်စေကြောင်းဝူရှိရမြပြည်သူပိုးဆောင်ရေးအဖွဲ့မှအိမ်မွေးတိရစ္ဆာန်ဘတ်စကားစီမံကိန်းအကြီးအကဲဒူးမင်းကြီးကပြောပါတယ်။ ဒီဝန်ဆောင်မှုကအိမ်ဝေးတိရစ္ဆာန်တွေအပြင်ဘက်မှပျော်ရွှင်မှုရရှိသလိုပိုင်ရှင်တွေအနေနဲ့အိမ်ဝေးတိရစ္ဆာန်ဝေမျှခြင်းအတွေ့အကြုံကိုမျှဝေနိုင်မှာဖြစ်ပါထိအပြင်ပတ်လှုပ်ရှားမှုများအပြင်ပိုင်းရှင်တွေဟာတတ်မှတ်ထားတဲ့စားတောက်ဆိုင်တွေမှာသူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့အတူစားတောက်နိုင်မှာသေးတယ်။ ပြီးခဲ့တဲ့အလုံသမားနေအားလဲရက်တွေမှာအိမ်မွေးတိရစ္ဆာန်ခွင့်ပြုတဲ့ဈေးဝယ်နေရာတွေမှာသွာလာသူဝယ်ရရတွက်ကရခင်နှစ်ထပ်စနစ်ရာခိုင်နှုန်းများလာပြီးဒါဟာအိမ်မွေးတိရစ္ဆာန်နဲ့အတူခရီးသွာလာခြင်းပုံစံများပြားလာတဲ့သဘောမြင်နေရမှာထဲလို့သိရပါတယ်ရှင်။